ပြာဤတော်စီရေးတာတော့ဝိထုတို့ကောင်တပုတ်ဖြစ်သည်သူတို့တပြောအတိတ်နှစ်ပြိစီတာတို့သည်တရရိတ်နှင့်ဝေးရီဝေး၍ကြံခဲ့ကြသည်သို့သောထိုတိတ်၌ပါဝင်ခဲ့ကြသောတရရောခါတို့တွင်အမှုမဲ့အမတ်မဲ့ဖြစ်ဖြစ်ခဲ့သည်များမှာကြုံတွေ့စဉ်ကဘာမှမပြောပါတော့လေအလင်းသိ၍ပြန်တွေ့လိုက်တော့ရေးစရာဖြစ်လာတတ်ပါသည် ယခုကျွန်တော်ပြန်လဲတွေ့တော်မိသည်ကတော့ကြီးတော်သာ၃ယောက်တာဖာနှစ်ယောက်နဲ့သူတို့ရောင်းရင်တူဒိုစင်ခါကကျွန်တော်ဒီကြက်နီကဟူသောစာအုပ်တအုပ်ရေးထုတ်နိုင်လောက်အောင် ကြက်လိုင်းလိုင်းတိုက်နေခြင်းဖြစ်၏ကျုံလေးရမှာကြက်ကောင်းရှာ၏ရင်းကာလာတခုသောစောင်းရာသီ၌ကျွန်တော်၏ဇာတိပါသို့ရောက်သွား၏ထိုကကျွန်တော်တို့အိမ်ရှိနေမောင်ခွေအောင်ဒီရွာမှာကြက်တရင်မီတော့ ဘိုးကောင်ကကိုချမောင်းနောင်တော့ကိုဆန်ဦးစီမှာစက်ကောင်းတကောင်ရှိရဲ့ကြားသဗျာချင်းမောင်ဆိုတော့ကျွန်တော်ဤယောနမေကိုဆန်ဦးကကျွန်တော်ဘေးဘက်မှာဆွေမျိုးကျွန်တော်အကိုတော်ဘိုးကောင်ကသူ့နေသောအပိုင်းကျွန်တော်တို့ကားမမောရွာရှိကြီးဖြစ်၍ဘိုးကောင်ကျိုပင် အလေကောင်တောင်တွင်းစုဟု လေးပိုင်းခွဲခြားထား၏ကျွန်တော်ကကျိုပင်သောဒါနဲ့ ကျွန်တော်မောင်ခွေးကိုခေါ်ပြီးဘိုးကုန်းကိုစံဥိန်သွားတော့သူမရှိဘူး။ကောက်ရိတ်သွားတယ်ဟု16နှစ်ရွယ်သူမင်းမာလီကပြော၏။သို့တော်လူမတွေ့လဲကြက်ကြည့်ရင်ဒီနဲ့အရင်နေ့ပတ်ဝန်းကျင်မှာဆော်တော့တိုက်ကြက်နဲ့တူတာဟု၍တကောင်မှမတွေ့သဖြင့်ကလေးမာလီအာဟေးနေဘိုးမှာတိုက်ကြက်ရှိတယ်ဆိုဘယ်မှာထားတယ်လဲ။ကျမမသိဘူး။သူအခါမောင်ခွေးက ကိုကျမောင်ကျွန်တော်တို့လဲတဲ့လိုက်သွားကြအောင်ဗျာဟုပြောပြီးတငယ်မလေးအာဟေးနင်းအဖိုးဘသူလဲသွားရတာလဲဘိုင်းထုံးတာလဲလာသွားမယ်ကိုကျမောင်အဲ့ဒီလေကျွန်တော်သိတယ်ဝင်းဝါဝါကောက်ပင်ကောက်နံတွေနေကြီးဖြန်း၍ရွှေကြီးတန်းနေသောလဲခွင်းတွေသို့ရောက်သည့်အခါကောက်ရိတ်နေကြသောကိုစံဦးနှင့်မောင်ပြူတို့သားဖောက်ကို တွေ့ရပါသည်ဟေးဘူးနီးကြီးမိဘယ်တော့ရောက်တယ်လဲ ူကကျွန်တော်ဤငယ်မီကိုခေါ်ပါသည်မနည်းဟာဗျနှုတ်အကိုဆန်ဦးစီမှာစက်ကောင်းရှိရဆိုအေးကွာနှုတ်အကိုအိမ်မှာရှာကြည့်ခဲ့တယ်မတွေ့ပါလားအိမ်မှာမထားဘူးဟိုဘက်အိမ်ကစစ်တကောင်းကြီးကလာလာခုတ်လို့တာလန်းဘက်ကစတန်တုံကြီးအိမ်မှာသွားထားတယ်ဟိုစက်ပေါက်လားမွေးထိုးတယ်ယူလားဒီနေ့စက်ပေါက်ကလေးပါကွာ၁၀လ၁၇လသားကောင်းပဲဘယ်နှခါလောက်ခုံပြီးပြီလဲ ဘယ်နှခါခုတ်ခိုင်းပြီးပြီလဲဘုံကားကွတိုက်ဖို့တော့ကောင်းနေပြီမတိုက်ဖို့သေးဘူးလားဒူပိုင်းမှာသူ့တိုက်ဝင်နေချက်မရှိဘူးမျက်မြင်မြင်တွေ့နေကြတာကိုကွအကိုချက်ကျွန်တော်ရောင်းနေမလားငါညီလိုချင်ယူသွားလားကွတို့မှာများများဆဆတိုက်ဖို့ငွေရှိတာလည်းမဟုတ်ဘူးရန်ကုန်မှာကြက်ဝိုင်းနေတိတ်ကောင်းနေမင်းအိမ်နောက်ဘေးမှာတောင်ဝိုင်းလုတ်တယ်ဆိုစံလင်ဟာပြောတယ်နတ်တလင်းကကိုမောင်လန်းတို့နဲ့ခဏခဏရောက်တဲ့ ဟုတ်တယ်။အေးအေးကြက်ဝိုင်းတိုင်းလို့ရင်ကိုပိုင်အင်ကန်ချက်ရှိတော့ရှိနေမှာကွာ။ငါချက်ကလေးကကြိုက်လောက်ပါရဲ။မင်းယူသွားလားကွာ။ဘယ်လောက်ပြရမလဲ။ကြက်အင်ကရုတ်မင်းကြည့်ပေးပေါ်ကွာ။ကြက်သမားချင်းအထူးပြောစရာမလိုပါဘူး။ဘယ်တော့ယူရမလဲ။မင်းဘယ်တော့ပြန်မလဲ။အကျက်ရရင်ကျွန်တော်ပြန်ပါပဲ။ကျွန်တော်လာတာလေချက်ရှာရအောင်လာတာပဲ။ဒါဖြင့်နှက်ဖြံမနဲ့လာခဲ့လေကွာ။စံတုံကြည့်ရင်ငါညသွားဖမ်းထားလိုက်မယ်။ ကြက်ကတော့ပြင်ပြီးစင်ပြီးပဲမင်းရန်ကုန်ရောက်တန့်တိုက်ုံပဲရီမမှန်ပြစ်ထားသလားတိုက်မိချက်ကိုတနေ့သုံးကားရေခွွင့်၍ရင်ဘတ်နဲ့ပေါင်းတို့ကို ရေဆူပြီးဖြစ်ညင်ပေးရသည်ဒါကိုရှေးပေးသည်ဟုခေါ်၏ပြီးတယ်စံတုတ်ကြီးကကြက်ဝါသနာအိုကြီးကဒါတော့စိတ်ချနောက်တနေ့မနေ့သူတို့ကောက်ရီမထွက်ပြီးဝေးလီဝေးလင်းချိန်သူတို့ရင်ကျွန်တော်ရောက်သွားတော့ တာဖာနီယောအိရှိမာမီလို့ရင်တောင်ကောင်းမီချုံကြီးတွေနဲ့လဖက်ရည်ချမ်းတောင်နေကြသည်ကိုတွေ့ရသည်ကိုဆန်ဦးကလာဟေးညီလေးရှင်နွေးတောက်ရအောင်စင်စစ်ကြက်သမားတို့မြည်ဒီမှာဒီအချိန်တွင်မီးဝနပီမှာကြက်ကိုရေးခိုင်းပြီးသုံနေနေရမည်သို့တော်သူတို့လည်း၌ကြက်မတွေ့ရသည်ဖြစ်ကျွန်တော်ကဘယ်မလဲဗျာကြက်ဟူမေးသောအခါဖယေဖြစ်သူကကျွန်တော်ကိုအာနာဟန်နဲ့ကြည်နေ၍တားမောင်ပြူက ဒီလိုအကိုကျမောင်ရဲ့ကြက်မွေးထားခိုင်းတာတဲ့ကြက်မွေးခိုင်းတာတဲ့ကိုစံတုတ်ကြီးကသူ့ပင်မကန်ပြီးမွေးထားတဲ့ကြက်ကလေးကိုမယောင်းပြီးတဝဲလောက်တော့သူ့တက်နေတဲ့လောက်တိုက်လိုက်ပြသေးအောင်ဆိုနေလို့အခုကြက်ကသူ့အိမ်မှာပဲသူအခါကိုစံဦးကဘိုးနေကြီးရဲ့ဒီလိုလို့ကွာစံတုတ်ကြီးစံနာတိုင်းတို့တဝဲတိုက်ဖို့ဒီနေ့ပဲရှာမယ်တွေ့ရင်လဲတိုက်မတွေ့ရင်လဲမင်းယူသွားတော့တိုက်ဖြစ်တော့လဲမင်းကိုရီမျက်မြင်ဖြစ်ပြီးပိုးစိတ်ချတာပေါ့မကောင်းဘူးလား ေးလေခင်ဗျားတို့ကျဲခင်ဗျားတို့သဘောပေါ့ဒါဖြစ်လားတို့စံတုံကြည့်ရင်သွားကြရအောင်ဘိုးကုန်းနဲ့ကြောချင်းကက်ပီတရာလန်နဘေးမှာရှိပြီးတာလန်ဘက်ကိုခေါ်တော့ဆလီငါအင်စုရွာလေးသူရောက်တော့ခါတပလက်ကထရွယ်မိုးသည့်တဲ့အင်ကလေးမှမိဖို့ဤတွင်လက်ဖေးချမ်းတအိုးနဲ့ချက်ကိုစုပ်နေနေသောလူမဲမဲတိတ်တိတ်ကိုတွေ့ရသည်ကိုစံဦးကချက်ကိုယူ၍ကျွန်တော်အားပေးသည်ကျွန်တော်ကချက်ကိုကြည့်သည် အမွေးရောင်ကစက်နေမကြည့်သေးပုံမှန်တရံကစက်သမားမျက်စိနဲ့ကြိတ်လောက်ပါ၏ပဲနဲ့လေသဘောကျရဲ့လားငါကြီးကိုစံဟောမေ၍ကျွန်တော်ကခေါင်းညိပ်ပြီးအခုမျက်မြင်တရားကျက်ပေးမယ်ဗျာမင်းပေးတာမစိုးပါဘူးဒါပေမဲ့ဒီလိုလုပ်ကွာဒီနေ့ပဲတွေ့လို့တိုက်ရလို့နိုင်လို့ရှိရင်မင်းကငါ့ကိုကြက်ဖို့တရားကြက်ဖေးပေး တန်တုတ်ကြီးတော့ကြက်မွေးက90ကျက်တော့ပေးခဲ့ကွာဒါဖြင့်ခင်ဗျားတို့တိုက်မနေကြပါနဲ့တော့ဗျာကျွန်တော်အခုပဲ150ကျက်ပေးခဲ့ပါမယ်ဗျာသူအခါကိုစံဦးကကျွန်တော်တို့အနီးမှာထား၍မိဖို့ကြောင့်လဲတော့ဝင်းသွားတော့စံတုတ်အောင်ဟဲ့ကောင်းကြီးဘယ်နဲ့လဲဟုလမ်းမိလိုက်တော့ခေါထို့လူကကျွန်တော်အောင်ဆရာလေးရဲ့ကျွန်တော်မွေးထားတဲ့ကြက်ကလေးတပွဲလောက်တော့နှွေးလိုက်ပြစီဗျာဟုပြောရင်သူ့လက်ထဲမှာဟင်းပကံကြီးတစ်ခွက်ကန်၍ထွက်လာသေးနိုင် မောင်ဖြူကကိုစန့်တုတ်ကြည့်ဘာရင်လဲကြောင်သားကညာငါကြောင်တကောင်ရတယ်နှစ်ပိတ်သာလို့ရှိတယ်ဇီယွာရနဲ့နဲ့တင်းပြက်နေသောကြောင်သားဟင်းခွက်ကြီးကျွန်တော်တို့ရှေးမောင်ရောက်တော့ခါကိုစန့်ဦးကတောက်ဒါလဖေးချန်နဲ့ဘယ်လိုက်မလဲကွအိုရင်းနဲ့ချလိုက်ရကောင်းမှဟုတ်ပြောရင်ကျွန်တော်မျက်နာကိုဝဲကွာဟုတော့အိဗယ်နဲ့ကြည်ဒီနိုင်ကျွန်တော်မှမနေတော့ဒီနီးနားမှာ ဝဲလို့ရမှာလေဗျ။မောင်ရွှေမှထညက်အရက်မီတောက်ကိုဝဲကွ။မနေ့ဆိုရင်ကျွန်တော်အရက်တော့မတော့ချင်ဘူးဗျာ။ထီကောမရဘူးလားဗျ။ဟာ။ตาရတာပေါ့ကွာ။ကလာကြီးမှဒီချိန်ထီချနေပြီပေါ့။တပလင်းမှာငားမှုရေ။ထီနဲ့ကြောင်သောမယားနဲ့လင်းဘဲခင်နဲ့ပြီးအောင်လွန်စွာလိုက်ဖက်ညီသည်ဟု၍ကျွန်တော်စိုက်เสียဖြစ်စားကရေးခဲ့သည်မဟုတ်ပါလား။ ျွန်တော်မောင်ပြူဟာငွေ30တန်းထုတ်ပြလိုက်၍မင်းတို့ဖို့အရက်ငါ့ဖို့ထည့်ချူချူလေးနှလုံးမကြမီနဲ့ကျွန်တော်တို့တောက်ဝိုင်းကလေးတီမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားလိမ့်ဤစကားတွေလည်းလှိုင်းလိမ့်ဤတခြားကြောင့်တော့မဟုတ်ချက်သမားတွေပဲချက်အကြောင်းပေါ်သူတို့ချက်ကလေးနာမည်ကဆွေနီးတဲ့ ဲ့ဒီချက်ကလေးဘသူချက်နဲ့ခွက်လက်ချတော့ကဘလို့ခွက်လိုက်တာဆိုသည့်ရွှေနီချီးမွမ်းကန်းတွေရင်းတို့ကချက်တမမဟုတ်သည့်စဖက်သူများနားလေကြပြီမဟုတ်၍ကျွန်တော်မဖော်ပြတော့ပြီသူတို့လည်းချက်ကလေးအားသားသားဟုခေါ်ကြလျက်တယောက်တည်းချက်ဤပောင်းကိုစုပ်ကင်ဖြစ်ညင်နေကြသဖြင့်ကျွန်တော်ကခမရတို့ဒီချက်ကလေးကိုအခုမနေ့ဘက်တွေ့ရင်တိတ်မလို့မဟုတ်လားအေးလေကွာဒါဖြင့်ဒီလိုချက်နူလေးကိုတလောက် စုတ်ကင်ဖြစ်နေမနေရဘူးဗျခြေတုပ်ပြီးမခွနိုင်ဖြစ်တတ်တယ်ဗျထို့အခါမှာကိုစံဦးကအေးဟုတ်ပါယူပြို့၍ကိုစံတုတ်ကြီးကမူဩဟုတ်လားจุจุတိပါဘူးဗျာအရာထားကလေးကရေတဝခွန်ထားပြီးရင်းနှွေးဦးစုတွေကရင်းနှွေးချမ်းနဲ့ရေကိုင်းနေတာပဲကျွန်တော်ကဒီနေ့ကြက်နူကလေးကိုတလောက်မကန်ရဘူးဗျမနစ်ကကြက်ကြီးမွှေးထိုးကြက်ရင်ကြီးတွေဆိုရင်တော့ ကင်နိုင်လီကောင်းလေးပဲတွတ်တွတ်ဒီချက်ကလေးကိုနောက်ထပ်မကင်ချနိုင်တော့အညောင်းဆက်အောင်လွှတ်ထားလိုက်ကြဗျာတူကာမချက်ကလေးသည်အတောင်တဖြန်းဖြန်းခိုက်၍ပြေးသွားပြီးတန်းပေါ်တက်၍တွန်လေ၏ရင်းနိုင်ကိုဆန်းဦးကဘယ်နဲ့လေဟေးဘုန်းကြီးငါချက်ကအတန်ပစင်ပေါက်နှုတ်ကြီးတလျှောက်အမိတစင်ကောက်ဆိုတဲ့စာဆိုနဲ့မညီဘူးလားဟေ့ဤကချက်ကောင်းတို့ဤအင်္ဂါများဖြစ်သည် တွန်လိုက်တော့ကအတန်ရှိကြီးဆွဲမနေပဲအောက်အီအီအိုးဟုပစိန်ပေါက်လိုက်သလိုအတန်ပြက်သည်။နှုတ်ဒီတွင်ရည်တချောက်ကလေးလိုအမြောင်းကလေးနှစ်ခုပါသည်။အမီးကဒဇင်ကဲ့သို့ကောက်ကွေးသည်။မိကျော်တန်သည်ဤချင်းရလေးဖြင့်ဤကဲ့သို့အင်္ဂါစီတိုင်းကိုကောင်းသလား။မကောင်းပါဘူး။အင်္ဂါမကြီးပဲနဲ့ရောကောင်းတဲ့ချက်တွေရှိပါသည်။သူတို့ချက်ကလေးရွှေနီကဖော်ပြပါအင်္ဂါရက်တွေနဲ့ညီပါသည်။ တကယ်ကောင်းမကောင်းကတိုက်ပွဲတွင်တည်ရပေတော့မည်တောက်စားပြကြ၍ကြက်တိုက်ထွက်ကြမည်ပြကြသောကကိုစံဦးကဟေ့စံတို့ကြီးကြက်တိုက်ဖို့မင်းမောင်ငွေဘယ်လောက်ရှိတယ်လဲကွာတပြားမှမရှိဘူးခင်ဗျားတို့မှာကောတို့လည်းရှိဘူးကွာထို့ကားကျွန်တော်ကကောင်းဗျာပတ်စံမရှိဘဲနဲ့ကြက်တိုက်ချင်ကြသေးတယ်တိတ်မလီကြပါနဲ့တော့ဗျာကျွန်တော်150ကျက်နေတာပေးလိုက်ပါတော့ရှင်နိုင်ကိုစံဦးက မင်းတို့အထင်မသေးပါနဲ့ကွာတို့မှလက်နဲ့ချီနေပါငွေလိုချင်ငွေယူရပါတယ်ကွာတော့မောင်ပြူကိုအောင်ထူးစီမှာကောက်ရိတ်ခကျုံငွေယူကြည့်ကွာဟေးစန်တို့ကြီးမင်းကောယူမလားခင်ဗျားတို့နဲ့အတူတူယူမှာပေါ့ဗျမောင်ပြူဒီသူ့ခွက်ကြံကို မော့လိုက်ပြီးကြောင်သားတရုံးကိုဝါလျက်အဖေကျွန်တော်တို့ဘယ်နဲ့ကျိုးတွေ့ယူမလဲတကျိုးငါးချက်ငါးကျိုးစီယူကွာတို့သုံးယောက်အစိတ်စီ ောင်85ချက်ဆိုဒီနေ့တို့တပြောပေါ့ကွာသူတို့ဒီရက်ကလည်းမူပြီးဖြစ်၍ရဲရင်ပျော်ရွှင်နေကြသည် မကြမီနိုင်မောင်ဖြူသည်ငွေ85ချက်နဲ့ပြန်ရောက်လာ၏အဖေဟိုနတ်ပြန်မနဲ့ကစရိတ်ရမယ်တဲ့ရှိမပေါ့ကွာတို့ဒီနေ့နားရယူထားတာပဲမနေ့ကရိတ်တဲ့ထွန်းလာလဲလဲဒုလက်စပြက်နေမှာပဲနည်းနည်း၈နာရီနေထန်းတစ်ဖြာခန့်ရှိသောအခါ ចောင်းသားနဲ့ထရေရများလဲကုန်ပြီးသူတို့ဝမ်းပိုက်ထဲမှာရမကလည်းရောက်၍ပူနွေးသွားပြီဖြစ်သောကြောင့်ကြက်တိုက်သွားကြတော့မည်ဟုထိုင်ရမှထပ်ပြီးစောင်းချုံကိုခွာလိုက်ကြတော့ကကိုဆန်ဦးနဲ့မောင်ပြူဤကိုမာသာမင်းကကောက်ရရင်ဝတ်တိရှက်အင်ကြီးဆုံးများရှိကြလျက်ကိုဆန်တုတ်ကြည့်ကိုမာကဗလာနဲ့ထိထို့ကြောင့်သူကရေလဲလို့သည့်ပစုစုကိုခြုံခဲ့လေသည်အိမ်မထွက်တွင်သူကကြက်ကိုပိုက်ကတခြင်းဆိုလိုက်သည်ဤ အရေးမကြီးတဲ့အရာမလေးတတိသမီးဟာထောင်းတပြားမင်းလို့တဲ့စံဝေဘရာမလင်းနမ်းမဟာတင်တာတွင်မအောင်မလီမင်းကဗန်းပြညီလာခံသွားကိုစံဦးကအေးအေးဆူဆူဖိုးစိန်ကြီးတေးပြီးမှဒီတချင်းဆိုမဲ့သူမင်းပဲရှိတော့တာကွာမောင်ပြူကကိုစံတုတ်ကြီးကမောင်ပြူကကိုစံတုတ်ကြီးကကျွတ်တူတော်ရမှာမို့ပေါ့ဗျာမြို့ပေါ်မှာသာဆိုရင် မြို့ပေါ်မှာသာဆိုရင်မင်းလူဘာဖြစ်မလဲကျွန်တော်ကမေးလိုက်တော့မြို့ပေါ်မှာသာဆိုရင်သူ့အတန်မျိုးကြီးနဲ့အရိုက်ခံရတာပေါ့ကိုကျင်မောင်ရဒီမှာကိုရွာသားချင်းမို့တီးခံနေကြတာသူတို့သုံးယောက်ပြောနေကြသည်ငွေစိတ်စီနဲ့ဒီနေ့သူတို့တပြောကြက်တိုက်ကြမည်ဆိုသည်မို့လားကျွန်တော်တို့လေးယောက်ကြက်ကောင်ပိတ်လျက်ရွာယူရှောက်လာကြသည်လမ်းတွင်ရွာမာနေရတကနှက်ဆက်သောမောင်ခွေးတို့ကိုတွေ့တော့ ကိုဆန်ဦးကဟေးဖူခွေတို့ချက်ကလေးနဲ့တော်မဲ့ချက်များမင်းဘယ်မှာတွေ့မိသလဲဟိဟာဘာလဲခမရတို့ချက်တိုက်ချင်းလို့လားတောင်တွင်းစုကကိုကျမဦးကြီးဦးအောင်ငင်းအင်ကိုသာသွားပါဗျာသူကဒိုင်းလုံနေတာပဲသူဘက်ရှာပေးမှာပေါ့ကျွန်တော်ပါလိုက်ခင်မေဗျာဆို၍နေရတကပါတဲ့တော်မောင်ခွေလေသူကျောမှာဆောင်ကိုခွာပြီးရှက်အင်ကြီးတထဲကောက်ဆို၍လိုက်ခဲလေ၏ ဦးအောင်ရင်ကကျွန်တော်ဦးကြီးတော်ပါသည်သို့တော်အိမ်ချင်းအလံဝေးလာသဖြင့်လေလူချင်းလဲအဆက်ကျင်းနေ၍ကျွန်တော်ရွာသို့ပြန်သောခါများ၌သူ့အိမ်သို့ရောက်သည်မရှိခဲ့ကြယခုဆိုင်ဆိုင်မြိုင်မြိုင်စက်တိုက်လို့ဒီကိစ္စနဲ့ကျွန်တော်ရောက်တော့တော့သူ့ဝန်တာအားရရှိလာကငါတူမလာစဘူးအလာထူပါလားဟေးဟေးမအေးကြီး ဟောဒီမှာဘုံနီကြီးလာတယ်ဟေးချိုးကကျွန်တော်ကြီးလဲ နောက်ဖေးဆောင်မှထွက်လာပြီးအောင်မေငါတူတို့ဤဘာကိစ္စများလာပါလဲဟိတ်ကိုစံဦးကစက်တက်ရအောင်လာတာဗျခမရတူစက်သမားပဲဟာကိုရဲနဲ့အကြီးကကျွန်တော်အောင်ဟဲ့နေရန်ကုန်မှာစာရေးဆရာကြီးဖြစ်နေဆိုဘယ်နဲ့စက်တိုက်နေတုံးလဲဟဲ့ဦးအောင်ကြီးကဟာမအေးကြီးကလေစာရေးဆရာဖရာလူကြီးမှမဟုတ်တာပဲသူ့အဖေနင့်ကိုဥဖိုးစေတာ တိုက်ကြုံမှာဘုရားလူကြီးဖြစ်တော့ကြက်မတိုင်ပဲဖြတ်လိုက်ရတာကွ။ဆိုင်ကြီးဆရာဘာလို့လို့ဖြစ်တယ်။ဟုတ်ပါရဲ့။ကျွန်တော်ဘီလေငေစင်းကစက်တမောင်နောက်အသက်40လောက်ဘုရားလူကြီးဖြစ်မှဖြစ်ပြရသည်။သိပါဘူးတော့ဆိုပြီးကျွန်တော်အောင်နင်ဖားသားကြိုက်တယ်မဟုတ်လား။အစင်းနဲ့ပဲငါဂျိတ်ဖားကြီးတွေဝယ်ထားတယ်ဟိ။အခုမနေ့စာစသွားတော့တို့အခါကိုစံဦးက ထမင်းမဆမီကြက်ပွဲဖျောင်းလဲလှုပ်ပြုံများဆို၍သူ့ကြက်ကလေးကိုဥအောင်ငိန်လက်ထဲသို့ထိုးပေးလိုက်သည်ဥအောင်ငိန်သည်ကြက်ကိုတေချသွားဂိုင်တွယ်ကြည့်ပြီးအရှိတ်တန်ကမောင်ချစ်ကြက်ကလေးနဲ့တော့တော်မဟိသွားစမ်းဟိအောင်တူ မောင်ချစ်ကိုတော်မဲကြက်လာတယ်လို့ပြောကောင်လူငယ်တစ်ယောက်ကိုတော်လိုက်၏မကြာမီ၌ထိုလူငယ်နဲ့အချားလူ၄-၅ယောက်ကြက်တကောင်နဲ့ရောက်လာကြလေ၏ ဝိုင်းထဲတွင်ကျန်တဲ့ကောင်ချ၍လှုပ်လိုက်ကြသည်သူကျက်ကိုကင်ကြည့်ကိုကျက်သူကင်ကြည့်မြောက်ကြည့်ကိုလေးရင်စကြည့်အတောင်ဖြန့်ကြည့်အသားရည်ဖြင့်ကြည့်ခင်များတို့ကျက်ကအလုံးလေးနေနေရတယ်ဗျာမောင်ချစ်ကျက်ဘက်ကအတန်ထွက်လာတော့ဥအောင်ရင်ကမဖြစ်သလောက်ပွားစည်းကလေးပါကွာမင်းတို့ကျက်ကကိုရီစစ်ပြီးအသားရည်မာတယ်အတက်ကလေးနေနေရတယ်အတက်ကလက်ပန်းကျွန်းဘိုးကုန်းကျက်က ြောင်းမှုသိဖို့ကလေးပဲရှိသေးတာပဲကွာနှစ်ဖက်ထေးတာပါလေကဲကဲစံဦးတို့ကောဘယ်နဲ့သဘောရလဲကိုစံဦးတို့သားဖာနဲ့ကိုစံတုတ်ကြီးတို့တီတူတိုင်မြင်ကြပြီးနင်းနေပါပါတော့စမ်းမယ်ဗျာဒီချက်ကတခါမှမတိုက်ဖူးသေးဘူးမောင်ချက်ကကျုပ်ချက်လေဒါပွဲဥရပဲဗျနင်းနေပါပါတော့လုံမယ်လေဒါချက်သမားတို့ဤစကားဖြစ်၏ စင်စစ်ကိုချက်ကနိုင်မီထင်၍တိုက်ကြခြင်းသာဖြစ်လျက်ရှိသည်များပတ်စံကိုလက်ရင်းလက်ဖြားပုံဩကြသည်သာကဲဒါဖြင့်လက်ရင်းဘလောက်ရမလဲစုကြစမ်းကွာဦးအောင်ငင်းကပြောလိုက်တော့ကောက်ရိတ်ခကျူယူငွေ25ကျပ်စီရှိနေကြသောကိုစံဦးတို့၃ယောက်ကတယောက်22ကျပ်စီ66ချုပ်ချက်ကျွန်တော်တို့နဲ့ပါလာသောမောင်ခွေးက17ကျပ်ပေါင်း89ကျပ်ဖြစ်သွားပြီကိုစံဦးကကျွန်တော်အောင် နေလေမင်းကဟိုဘက်ကထွက်တာကြည့်ဦးမယ်ဗျာလူသမျှဖြည့်မှာပေါ့အေးဒါမှကွတို့ဘက်ကအောက်မကြမှာဟိုဘက်ကလည်းမောင်ချစ်တို့လူစုတီတူတီတူနဲ့ခေါင်းချင်းရိုက်နေကြ၍စက်တိုင်းဥအောင်ငင်းက130ချက်တော့ဖြစ်အောင်စုကြကွာစက်တရ၌လက်ရင်းမှာ30ရာခိုင်နှုန်းအကောက်တင်၍စက်တကျဲ22ကျက်55ကျက်130ကျက်ဟုလောင်းကြီးထရ၏ နှစ်ဖက်အကောက်ကိုယူ၏အကဲ၍130ကျက် တိုက်ဖြစ်ခဲ့သောဦးအောင်ငိန်ကအကောက်ငွေကျက်220ကျက်ရမည်လက်ဖြားတော့တစ်ဖက်ပဲနိုင်သူထံမှတစ်ဆက်ရခိုင်နှုန်းကောက်သည်မကြမီ၌မောင်ချစ်တို့ကျက်ဖက်မှဦးအောင်ငိန်ရေ130ကျက်နဲ့70ကျက်ရတယ်ဗျာကိုအတန်ထွက်လာ၍ဟေ့ဘိုးကုန်းကျက်ကဘယ်နဲ့လဲဟူမိလာသဖြင့်ကျွန်တော်ကဖြစ်ပါရဲဗျာဆို၍44ကျက်ထည့်လိုက်ရ၏ ဤသို့44ကျက်အိတ်ထဲမှထုတ်လိုက်ရရင်နိုင်သော80ကျက်ပြင်ရမည်ဖြစ်၍အနိုင်ကောက်30ချက်ကျက်သာဖြစ်၏ကဲကြည်ထက်ပြီး၍ကျန်ကောင် ဝိုင်းနေခြားခြားပြီနေတော်လာမှုနဂါကောင်ကတောင်ဘက်သို့လဲသောကြောင့်ကျန်ကောင်အရှိနေတော့မျက်နှာချင်းဆိုင်လှုပ်ချရမည်ရှင်း၌နက်နေလက်နေရွှေဖို့ခေါင်းပန်းမြော်ရသည် ကျွန်တော်တို့ချက်ဆွဲမောင်ပြူမြောက်ရောင်ခေါင်းပဲကြွေမောင်ပြူကအရှိဘက်မှာနေရာယူလိုက်သည်ကောင်းဤထိုအချိန်မှာနည်းနည်းခင်းမှုနေကအရှိဘက်မှာရှိသောကြောင့်အနောက်ဘက်ကကြက်မျက်စီကိုလွတ်သောခါနေရောင်ထိုနေ၏ကဲကြက်ကလေးများထုံးစံသုံးခါကောက်တစ်ခါကု အမီစီထောက်ကောက်နှစ်မိနစ်ကုစက်သားကောကြက်နာလာဟုဒိုင်းကကြက်ဝိုင်းထုံးစံစကားပြုပြီးကြက်နကောင်လှော့လိုက်ကြ၏ကျုပ်တို့ကြက်နေမေကဆွေနီး ဟိုဘက်ကျက်နံမဲကမြဆိုင်။ရွှေနီဟိမြဆိုင်ကွာနဲ့ဟိုဘက်ဒီဘက်ကုတ်ချက်ကိုအားပေးကြသည်။အေးကျက်နံကောင်၌ကျက်သမားမျက်စိနဲ့ကြည့်တော့ရွှေနီကကိုလုံးကလေးနည်းနည်းကြည့်၍အားသာသည်။မြဆိုင်ကအသက်ကလေးတလားလောက်ကြည့်၍ကျက်ကောင်ပိုမာသည်။ရှင်း၌ရွှေနီကရေဦးပိုင်းမှာအားနဲ့ဖိခွက်လိုက်ပါကအနိုင်မြင်ပြီ။ဤသို့မခွနိုင်ပေရည်ရှိဆွေးနေပါကအသက်ရွေမာသောချက်က တာသွားပြီမိတို့ကြောင့်ကျွန်တော်ကကိုစံဦးအောင်ခမားချက်ကရေဦးပိုင်းမှာ နိုင်ကြရအောင်ချက်ကွတ်တက်မှာပဲဗျို့အမလေးစိတ်ချသားမကြီးလေးရေရွှေနီကအင်မတန်ချက်ကွတ်မြန်တဲ့ကြက်ကွာတို့တော့မှန်းချက်နဲ့နန်းတွက်မကြိုက်တော့ကြီးရွှေနီကမတော်ဖဲမြာစိန်ကတွန့်နေဤကဲဘယ်နဲ့တော့ကျွန်တော်ကသို့တော်ကကိုစံဦးကအေးရွှေနီချက်ကွတ်ပြက်နေတယ်ကွာ တို့နေရွှေနီစီထောက်၍မောင်ပြူဟာကောက်ပြီးကုလိုက်ရသည်ဟိုဘက်ကကြက်ရီးတာ၍လက်ဖြားခေါ်လာသည်ကျွန်တော်တို့ဘက်ကမထွက်ဝွန့်နောက်ရီတွေကြည်အောင်กว่าဟုကိုဆန်းဦးကအားပြော့တန်းနေပြုတ်၏သို့တော်နောက်ရီများလဲရွှေနီချက်ကိုတုံမလားရွှေနီအရင်ဒီလိုမဟုတ်ဘူးကွာဒီခုပုံမျိုးဆိုငါဝင်မလားကွာအခုချက်ကိုတိတ်ပြန်နေတယ်ကျွန်တော်စဉ်းစားမိပြီ ခမချက်ဘာလို့ချက်ခုတ်ပြတ်တယ်လဲသိလားဘာလို့လဲကိုစံတုပ်ကြီးခေါ်လိုက်စမ်းကျဲဝိုင်းစီနာ၌ပါဇက်ကြီးအဟောင်းသားမျက်လုံးကြီးအပြေးသားနဲ့ချက်နှကောင်ခွတ်တာကိုအားမလို့အားမရကြည့်နေသောတန်တုပ်ကြီးအားကိုစံဦးကခေါ်လိုက်သည်အနည်းရောက်လာတော့ကကျွန်တော်ကကိုစံတုပ်ခမချက်ကလေးကိုမနေ့စိုးစိုးထားပြီးရေကင်သေးတယ်ဆိုဟုတ်တယ်ဟိုကမနေ့၄နာရီဘုန်းကြီးကျောင်းကအုံမောင်းခောက်လို့နေတော့ ရွှေနီကိုရေတဝါခွန်းနဲ့ရေခွန်းပြီးတော့သူ့အိမ်တန်းပေါ်ပြန်တင်ပြီးကျုပ်ရှင်နွေးတယ်တယ်ရှင်နွေးဆိုလိုလက်ဖက်ချောက်ခတ်တော့တော့ရွှေနီကိုကျုပ်ယူပြီးရေငွေးနဲ့ရေကင်တော့တာပဲအဲ့တော့ခမရလက်ကြီးနဲ့ချက်ကလေးတောင်ဆိုင်တွေရင်ဘတ်တွေပေါင်တွေကိုတအားဆုပ်တယ်မို့လားဟုတ်တယ်อืมအကြောင်းရှာ၍တွေ့ပါပြီစင်စစ်ချက်ကိုမနဲ့စိုးစိုးထား၍ရေတဝခွန်တီမှာမှန်မှ í တိတ်ကြံများလဲလူအားကစားသမားလဝေသမားများကဲ့သို့တက်လုံကောင်းရင်မနဲ့မှရေတဝဖိတ်ထဲထရပါ၏။နိုဘီရေအေးသို့မဟုတ်ရေနွေးချမ်းနှင့်ရေကန်ရသည်လဲမှန်၏။သို့သောဒီနေ့တိုက်တိုက်ချက်ကိုဒီမနဲ့တောင်ဆိုင်တွေရှင်ဘက်တွေပေါင်းလေးကိုမဖြစ်ညစ်ပါနဲ့တော့။ရေနဲ့အသာပသက်ပြုံသာပြူရ၏။ယခုကိုစံတုတ်ကြီးကအခါလဲမပြေသေးသောဒီကျဉ်နုနုကလေးတို့ကို သူ့လက်ကြီးနဲ့ တအားဖြစ်နေတဲ့။ဒီတော့ချက်ကလေးမှာအနိုင်ခံပြီးသားလူလိုအကျိုးတွေနာ၍မလုတ်ချင်မရှားချင်ဖြစ်နေတော့မှယခုတိုက်ပွဲဝင်ရတော့ခုံရပြင်းရတဲ့အတောင်တွေကံရကြေအောင်ရကြောက်ရတဲ့ချက်တွေတုံဆိုင်နေရတာပေါ့ထို့ကြောင့်ကျွန်တော်ကအကူဆန်းဦးခမားချက်ခြေတုပ်နေတာမခွနိုင်တော့ဘူးအရှုံးပေးကြလိုက်တော့ဟာဒါလောက်ကလေးနဲ့အရှုံးပေးကြလိုက်ရရှက်စရာကြီးကွာနောက်ခုတ်ပါများသွားရင်ခြေတုပ်တာပြေသွားပါလိမ့်မယ် ခမားကြက်မပြေခင်ဟိုကြက်ကချီဦးတော်လိမ့်မယ်ထင်တယ်။မြားစင်းခွတ်တာခေါင်းပိုင်းလက်နှစ်သိတွင်းကလေးတွေကြီးပဲ။သူ့ချီကမျက်လုံးနာမျက်စံနာတဲနေတယ်ဗျ။ရွှေနီတစ်ချက်ကိုက်ခွက်လိုက်ရင်လေတုံးနေလဲတဲ့ချီရှိတယ်ကွ။ဟိုကြက်ကခမားကြက်အကိုက်ခံမယ်မဟုတ်ဘူးနော်ကြက်ကောင်းကလေးပဲဗျရင်းရခိုင်များစင်းဘက်မှာနှစ်လေးနှစ်လေးကိုအော်တယ်ကြားလိုက်ရလေဤအเจ้าမှာရွှေနီ အပေါ်နှုတ်သီးခွန်ကြွတ်သွားကြည့်ပြီ အကိုကောက်တော့ဗျာခမ ्या ကျဲနှုတ်သီးလေးမကိုက်နိုင်တော့ဘူးဟာတေးပစီကွာဒါလောက်တောက်သုံးမကြရဲကျက်ကျက်တောက်သုံးမကြတာမဟုတ်ဘူးဗျခမ ्या တို့တောက်သုံးမကြတာဟေ့မောင်ပြူကောက်လိုက်တော့ကွာနှုတ်နူလေးဖော်မသွားခင်အခွန်နဲ့ပြန်ဥထားအောက်နှုတ်သီးမိလာတော့ပြန်သုံးနိုင်သေးတယ်ရှင်ခိုင်ပါပဲဟာတလုံးပါသွားပါဟေ့ဟုအော်တန်ကြလိုက်ရ၏ရွှေနီမျက်စီတလုံးကန်သွားချီပြီး ရှုံးပြီရွှေနီဘဝတုံမရတော့ချက်ကလေးတွေရောသူတို့ဖို့ပါကျွန်တော်စီမကောင်းဖြစ်ရသည်အကယ်၍သာကျွန်တော်စကားတိုင်းဒီချက်ကလေးကိုသူတို့မတိုက်ဖဲကျွန်တော်ကိုဖြူးဖြူးပြောင်ပြောင်ပေးလိုက်ပါကသူတို့ငွေ150ကျပ်ရှာချင်ပြီယခုတော့သူတို့တပြောဟုကောက်ရိတ်ကကျူးကျူးယူငွေတွေပါတယောက်စိတ်စီ ချောသွားကြချင်ပြီသူတို့တပြောဒီသက်သိမ်းမှာတပြောတပားမဖြစ်ရဘဲစိတ်မချမ်းသာစရာနဲ့အဆုံးသက်ရသည် သို့တော်သူတို့ကမမှုနောက်တနေ့မနေ့ကျွန်တော်ရန်ကုန်ပြန်ရန်ရွာမအထွက်တွင် မနေ့ကသူတို့ကြက်တိုက်ဖို့ငွေကြိုယူထားသောဥအောင်ထူ၏လေထဲ၌သုံးယောက်သားတချင်းတချို့ကြောင့်ပြို့ရွှင်စွာကောက်ရိတ်နေကြသည်ကိုတွေ့ခဲ့ရပါ၏။နေပောင်းများစွာကြာခဲ့ကြပြီ။ထိုစဉ်ကသူတို့ဟာမိုင်မဲသူများဟုကျွန်တော်ယူဆခဲ့တော်လဲယခုဤချောင်းကိုပြန်လဲစဉ်းစားလိုက်ပြီးတော့သူတို့သည်စင်ရဲတော်လဲလောကဒဏ်ကိုကြံ့ကြံ့ခံနိုင်သူများဟု ုံတန်မိပါ၏သူတို့တပြောသည်အခိုက်တန်အဖြစ်သူတို့တပြောမှန်ပါပြီလူဘဝသည်ဒီလိုပဲပျော်လိုက်မည်ဟုသောညှို့လင်းချက်ကလေးတွေနဲ့တီးနေသည်မဟုတ်ပါလားတော်တာဆွေလုံမာလေးမဂဇင်း1989